အားလုံးပဲမကလာပါရှင်။နဲပိတ်ကနဲ့ကြိုးဆိုပါတယ်ရှင်။ဒီနေ့တော့တတမီမီလေးတွေကြိုက်တတ်တဲ့အုတ်တီကျက်ဦးလေးမုတ်လေးလှုပ်ရှားဖြစ်လို့တကယ်ကြီးတို့ကလာမျက်ဝေပြပါတယ်ရှင်။ဒီလှုပ်နေလေးရကြတော့ကိုချစီလေးတက်တာတယ်ပေါ့နော်။ပြီးရင်စားလို့လည်းအရင်ကောင်းပါတယ်ရှင်။ဒါဆိုရင်တော့နေ့ဘလို့လုံးမလဲဆိုတာနေ့ဗီဒီယိုဖိုင်ကိုဆက်ထည့်လေးကြည့်ပေးကြပါအောင်ရှင်။ အရင်ဦးဆုံးဂျုံမုတ်ထမဲစားစွန်သုံးစွန်းစာလောက်ကိုစကားလေးနဲ့ဆက်ချထားပေးလိုက်ပါတယ်။တကယ်လို့ဒီနေရာမှာမိသားစုများတဲ့သူဆိုရင်တော့ဂျုံမုတ်ကိုမြတ်မြတ်တို့ပြုလို့ရပါတယ်ရှင်။ခုနှစ်လွှတ်ပြထားတဲ့အချိုးစာကြတော့၅ခုစာရတယ်ပေါ့နော်။ခုဆိုရင်တော့ဂျုံမုတ်လေးကိုဆက်ထားလို့ပေးပြီပေါ့နော်။ဒါဆိုရင်တော့ဒီဂျုံမုတ်လေးထက်ကိုကျုပ်သုံးလုံးစာကို ဖောက်ထည့်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ကျုပ်ဦးနဲ့ဂျုံမုတ်နဲ့ကိုတမတော်အောင်ဇုံခင်းလေးနဲ့ခဏလောက်မှွေပေးလိုက်မယ်ပေါ့နော်။ ခုလိုမျိုးလေးမှုတဲ့ချိန်မှာတော့ခဏတော့ခြေပေးရတယ်ပေါ့နော်မှုသားပေးလိုက်လို့ခုလိုနေထိုင်လိုက်မျိုးရောက်လာပြီဆိုရင်တော့နွားနိုးကိုထမင်းစားစွန်လေးစွန်စားလို့ထည့်ထားပေးလိုက်ပါတယ်ရှင်တကယ်လို့ဒီနေမှာနွားနိုးကိုကြိုက်ရင်တော့ပိုထည့်ယူနေပါတယ်ရှင်မောနဲ့ရည်လေးကိုမှုသားပေးလိုက်လို့အလုံးသမောက်သွားပြီဆိုရင်တော့စကားလေးနဲ့လာဆက်ထားပေးလိုက်ပါမယ် ခုလိုမျိုးလေးဆက်လိုက်လို့ရှိရင်တော့မုန်းနှင်းရည်လေးကပိုပြီးတော့ကြည်ကြည်လေးဖြစ်စေတယ်ပေါ့နော်တကယ်လို့ဒီမုန်းနှင်းရည်လေးကိုမဆက်လိုက်လို့ရှိရင်တော့ခုလိုမျိုးလေးခက်ခဲလေးတွေပွားသွားတတ်တယ်ပေါ့နော်ဒါကြောင့်မို့ဆက်ပေးလိုက်တာပါရှင်ခုဆိုရင်တော့မုန်းနှင်းရည်လေးကဆက်သက်ဖြစ်နေပြီပေါ့နော်ဒါဆိုရင်တော့ချစ်ထားတဲ့အုတ်ဖက်လေးကိုနဲငယ်လေးလာလှော်ပေးလိုက်မယ်ပေါ့နော်ဒီအုတ်ဖက်လေးထဲကိုတော့ရာသာနေနဲ့စာနေငယ်တခြားကိုတော့ထမင်းစာဆောင်းတုံးဆောင်းစာထပ်တာပေးလိုက်ပါတယ်ရှင်တကယ်လို့ဒီနေရာမှာချိုးကျရင်တော့ပိုထည့်ယူနေပါတယ်ရှင် ပြီးရင်တော့ဒီအုပ်ဖက်လေးကိုနဲငယ်လေးနွားလာတဲ့ခြေတီးလှော်သွားပေးလိုက်ပါမယ်ရှင်ဒီမိုးလေးကကြတော့ခလေးလူကြီးကျန်တဲ့တတ်တဲ့မိုးလေးပေါ့နော်ချိုးသွားပလဲလို့အုတ်တီလေးကအခုလိုမျိုးလေးနွားလာပြီဆိုရင်လည်းရပါပြီရှင်။ဒါဆိုရင်တော့မိုးလုံးမဲ့အိုးကိုမီးဖြည်းဖြည်းလေးဖွင့်ပြီးတော့မိုးနှင်းရည်လေးကိုအခုလိုမျိုးလေးလောက်ထပ်ပေးလိုက်မယ်ပေါ့နော်။ပြီးရင်တော့အိုးလေးကိုနဲငယ်လေးမှုတ်ပေးလိုက်ပါမယ်ရှင်။အခုလိုမျိုးလေးဝဲဝိုင်းလေးရအောင်ပေါ့နော်။နှင်းကတော့ဟင်းခိုက်စွန်ကြီးနဲ့သွန်စွန်စာထပ်ထားပေးလိုက်တယ်ပေါ့နော်။ ပြီးရင်တော့ကြော်သားပေးလိုက်လို့တစ်ဖက်ကျက်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလည်းလှမ်းပြီးတော့ပြန်ကြော်ပေးလိုက်ပါမယ်။တကယ်လို့ဒီနေရာမှာကိုကကြော်ကြော်လေးကျက်တယ်ဆိုရင်တော့ဒီထက်မကပိုကြော်ယူနေပါတယ်ရှင်။ကြော်သားပေးလိုက်လို့ခုလိုနေထိုင်လိုက်မျိုးရလာပြီဆိုရင်တော့ခဏကကြိုထားတဲ့အုတ်သီးလေးကိုထည့်ပေးလိုက်မယ်ပေါ့နော်။ပြီးရင်တော့ခုလိုမျိုးလေးလိတ်ထားပေးလိုက်မယ်ပေါ့နော်။ခုနှင်းလို့ပြတဲ့လုံနီလေးကအရင်လွက်ကူတဲ့လုံနီလေးပေါ့နော်။နှစ်ကတော့ခုလိုမျိုးလေးလိတ်ပေးလိုက်ပြီဆိုရင်တော့သူ့ကိုကားလေးထက်ကိုထည့်ပေးလိုက်တယ်ပေါ့နော်။ ပြီးရင်တော့နောက်ထပ်တစ်ခုကိုလည်းခုလိုမျိုးလေးပဲလှုပ်သွားပေးရပါမယ်ရှင်ခုလိုမျိုးလေးမော်လော်တဲ့ချိန်မှာတော့မိကိုဖြည်းဖြည်းလေးပဲဖွက်ထားပေးရပါမယ်ရှင်။တကယ်လို့ဒီနေရာမှာမိတအားပြည့်လို့ရှိရင်မော်ကတူးတက်တယ်ပေါ့နော်။ဒါကြောင့်မို့မိကိုဖြည်းဖြည်းလေးပဲဖွက်ထားပေးရပါမယ်ရှင်။နှင်းကဒီနေရာမှာဗီဒီယိုဖိုက်တာအရှိမကြောက်လို့နှစ်ခုပဲလုတ်ပြထားတယ်ပေါ့နော်။ဒီမော်လေးကိုလည်းတစ်ဖက်ကျက်ပြီးဆိုရင်တော့နောက်တစ်ဖက်ကိုလှမ်းပြီးတော့ကြော်ပေးလိုက်မယ်ပေါ့နော်။မော်နဲ့လည်းလည်းမှွေးနေရောပဲရှင်။ ြစ်ရင်တော့ဒီမုတ်လေးကိုမနေ့စဖြင်းနဲ့လဲလက်ဖက်ရည်လေးနဲ့သွဲဆောက်လို့ရှိရင်အရင်ဆောက်လို့ကောင်းတယ်ပေါ့နော်ဒါဆိုရင်တော့နောက်ထပ်ကြံရှိနေသေးတဲ့မုန်းနှင်ရည်လေးကိုလည်းခုလိုမျိုးလေးပဲလုပ်သွားပေးရမယ်ပေါ့နော်။ ခုဆိုရင်တော့နှင်းရဲ့အုတ်တိချက်ဥလိမ့်မုတ်လေးကတော့စာဖို့ဆက်တဲ့ဖြစ်နေပြီပေါ့နော်။ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှစ်ပြီးတော့ file ကိုကြည့်ရှုအားပေးတယ်။တယောက်ချင်းစီတိုင်းကိုလည်းကြည့်စုများရေးတဲ့ပါလေရှင်။နှစ်ပိတ်ကိုလည်းလဲ follow လေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ပြီးတော့ file တစ်တူမှပြန်တွေ့ကြမယ်နော်။အားလုံးပဲတတ်တာ။